हरे कृष्ण ओम ज्ञान निमिनंद ज्ञानंजना शनकया चक्षुरुन्मिलितं येन तस्मै श्रीगुरुवे नमः श्रीचैतन्यमनोवेष्टं स्थापितं येन भूतले स्वयं रूपं गदामय्यं ददान्ति स्वं वदान्तिकं वन्देहम् श्रीगुरून् वैष्णवं च श्रीरूपं सागरजातम् सागना रघुनाथम् वितम् तम् सजीवम् साध्वैतम् सावधूतं बर्जनासहितम् कृष्णचैतन्यदेवं श्रीराधा सागना ललिता श्रीविशाखा वितं च హే కృష్ణ కరుణాల సింధు దీనబంధు జగత్పతే గోపిష గోపికాంత రాధకాంత నమోస్తుతే తప్తకాంచన గౌరంగే రాధే వృందావనేశ్వరి వృషభాను సుదే దేవి ప్రణమామి హరి ప్రియే వాంఛాకల్పద్రవ్య కృపా సింధు వయవచ చ पतितानं भावनेव्यो वैष्णवेभ्यो नमो नमः ॐ विष्णुपदाय कृष्णप्रस्थाय भूतले श्रीमते स्वामिन्निति नामिने नमस्ते सरस्वतीदेवेन् गौरवाणी प्रचारिणे निर्विशेषाशून्यवादी पाश्चादेशतारिने जय श्रीकृष्ण प्रभु नित्यानन्द श्री अद्वैता गदाधरा शिवासादी गौर भक्त वृंद हरे कृष्ण हरे कृष्ण 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 हरे 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 रामा हरे रामा राम रामा हरे 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 कृष्ण सो जब नरसिंह देव भगवान हो ऐसा पुणिया टाइम टाइम ။ဒါရရှင်ဘုရားမတော်နေမေလ22ရက်နေ့ကိုရည်စူးပြီးတော့ကျွန်တော်တို့ဘုဘုတိလစောက်တည်တဲ့အစီအစဉ်23ရက်နေ့မြောက်နေရတယ်ပြီးတော့ချိုးဆိုပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီအမတားမတက်တလေးပါဆိုတော့တော့ဘုရားရှင်တာဝကတပါဖြစ်တဲ့ပရလမဟာရာချာတော့သူဒီသူ့ရဲ့အမိဖြစ်တဲ့ကရာသူကနေပြီးတော့ တော့နာရသမုတိရှင်ကိုတင်ယူထားပါတယ်ဆိုတဲ့ကိစ္စတွေကိုတဲ့တော့သူငယ်စဉ်ဘဝမှာသူဘယ်သူတွေကိုပြောပြလဲဆိုတော့သူ့ရဲ့တငယ်ချင်းတွေကိုပြောပြတယ်ဆိုသူ့ရဲ့တငယ်ချင်းတွေကိုပြောပြတဲ့အခါမှာသူ့တငယ်ချင်းတွေကိုဘာတွေပြောပြလဲဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြတော်တော်ကြောက်เสียကောင်းတဲ့အကြောင်းအရာတွေပြောပြတယ်ဆိုတော့လူတွေတော်တော်များများကတငယ်ချင်းတွေနဲ့တွေ့ရဆိုရင်တငယ်ချင်းတွေရဲ့ချင်းချင်းတော့စကားပြောကြမယ်ပြောကြမယ်ပါကြမယ်ဆော့ကြမယ်အမင်းပါစားမလဲပါဆော့မလဲ နော်ဘယ်လိုပဲသွားမလဲဘာလုပ်မလဲမဟုတ်တာဘာလုပ်မလဲလို့မျိုးစဉ်းစားနေချိန်မှာသူဘာပြောလဲကြည့်အောင်အဒုချာလမ်ဘမ်မိဟာစုဘာတ်မနဟာစရိနိဟာသံရှိတိချက္ကရသတနံတဗြဟ္မာနိဗ္ဗာန်သုခံဝိဒူရဘူဒါစ ततो वाजाद्वं हृदये हृदिश्वरम् The real problem of life is the repetition of birth and death, which is like a wheel rolling repeatedly up and down. Padamau sa pyo de saka wa ba le swin. Tengai jin no de mino ti da la de ba ti le swin. တကယ်ဘဝရဲ့အတ္တိကပြဿနာကဘာလဲဆိုရင်နေမွေးခြင်းနဲ့တည်ခြင်းပဲဒီမွေးခြင်းနဲ့တည်ခြင်းဟာ repeatedly တော့ဇက်တိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့သွားနေတယ်တဲ့ ဒီလဲဘင်းဟာတဲ့ဘယ်ချိန်ကျမှရက်မလဲဆိုရင်အမိမျက်ဆုံးပုံကိုသဘောဆောင်တဲ့ဘုရားရှင်ကိုတွားပြီးတော့ထိလိုက်တဲ့အခါကျမှရက်မယ်။တနည်းအားဖြင့်ဆိုရင်တဲ့ဘုရားရှင်ကိုတော့ချင်းမြတ်လို့ဆိုအလုံးချင်းပြုခြင်းဆိုတဲ့ဘက်တီကို constant engagement ဇက်တိုက်လုပ်တဲ့အခါကျမှသာလေတဲ့အဲ့ဒီလူဟာလော်ကီရဲ့တရှိမှုကနေပြီးတော့လွတ်မြောက်ပြီးတော့သူဟာ ဒီလဲပင်းဟာရက်သွားမှဖြစ်တယ်အဲ့ဒါကိုတဲ့ပညာတတ်တဲ့လူတွေအားလုံးသိကြတယ်ပညာရှိတဲ့လူတွေအားလုံးသိကြတယ်ဒါကြောင့်ငါတငယ်ချင်းများချစ်တငယ်ချင်းများအစူရရဲ့တားများဖြစ်တယ်ငါတငယ်ချင်းများမင်းတို့ချက်ချင်းမလုပ်ရမလဲဆိုရင်တတဝါဒိုင်းရဲ့နှလုံးသားမှာရှိတဲ့ဘုရားရှင်ကိုတနည်းအားဖြင့်ဆိုရင်စူပါဆိုးပရမတ်မာကိုကိုယ်ပဲစိတ်ကပ်ပြီးတော့တော့ တရားရှုမှတ်ကြပါဆိုလို့ပြောတယ်ဆိုတော့သူရဲ့နော်ကြီးမားတဲ့နော်ပြောတဲ့စကားပေါ့တကယ်ချင်းချင်းချင်းတွေ့ရင်နော်သူကတကယ်ချင်းတွေကိုသူကနော်ကျန်တာမပြောဘူးဘာပြောလဲဆိုရင်တကယ် problem ကပါလေဘဝရဲ့တကယ်တော့တကယ်ဒီအရေးကြီးဆုံးသောပြဿနာကဘာလဲ။တော့ကျွန်တော်တို့ကပြဿနာတွေအများကြီးရှိတယ်။အဲ ကျွန်တော်တို့မှမီးပြိုင်လည်းပြဿနာပဲဟုတ်တယ်မလားမီးပြိုင်လည်းပြဿနာပဲဟွာပြိုင်လည်းပြဿနာဒါမင်းမကြိုက်လည်းပြဿနာရေတဲလို့မရရင်ပြဿနာနေပူရင်ပြဿနာနေမပူရင်လည်းပြဿနာမိုးရွာရင်ပြဿနာမိုးမရွာရင်လည်းပြဿနာဒီလောကမှာပြဿနာတွေရှိတယ်ဘာပြဿနာတွေကိုကျွန်တော်ပြောမစရင်ပြီးမှာမဟုတ်တော့ဆိုတော့ပြဿနာတွေကိုပြောမစရင်ပြီးမှာမဟုတ်တော့ဆိုတော့ပြဿနာတွေအများကြီးတဲ့မှာတကယ်ပြဿနာကပါလေဆိုတော့ကျွန်တော်က priority တစ်ခုပေးပြီးတော့ဆုံးဖြတ်ရမှာပေါ့ တကယ်ပြဿနာကပါလေတကယ်ပြဿနာကပါလေဆိုတော့ဘုရားလာတိုင်းမှာရှင်းပြမပြောလို့ဆိုတော့ဒါဟာတဲ့မွေးခြင်းနဲ့တည်ခြင်းပဲအဲ့ဒါပြောပြီးတော့ရက်ပလိုက်လားဆိုတော့မရက်ဘူးဘာဆက်ပြောလဲကြည့်အောင်တကယ်ချင်းများတဲ့အစုရရဲ့တားများအမိမြတ်ဆုံးဖရာရှင်ဟာတဲ့တတဝဒိုင်းရဲ့နှလုံးသားထဲမှာတည်ရှိတယ်တဲ့တကယ်တမ်းဟာသူဟာငါတို့အားလုံးရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့တကယ်မိတ်ဆွေစစ်မိတ်ဆွေမှဖြစ်တယ်တဲ့ သူ့ကိုရှခိုးဥချဖို့ကလည်းဘာမှမခက်ပါဘူးကွာတဲ့ဘာကြောင့်လူတွေကဘာတီးကိုမလုပ်ကြရလဲမသိဘူးတဲ့ဘာဖြစ်လို့သူတို့တွေဟာအာယုံခံစားမှုဆိုတဲ့နောက်ကိုလိုက်နေကြလဲမသိဘူးတဲ့ပြောပြတယ်ဆိုတော့ပထမတစ်ဆင့်မှာပြောလေတကယ် problem ပါလေပြောတယ်လို့ ော်တကယ် problem ကပါလဲမွေးခြင်းတည်ခြင်းမွေးခြင်းတည်ခြင်းဆို level နဲ့တူတယ်အဲ့ level ကဘယ်ချိန်ကမှရက်သွားမလဲဘုရားရှင်နဲ့ထိလိုက်တဲ့ခါကျမှရက်သွားမလဲဘုရားရှင်နဲ့ထိလိုက်တယ်တနည်းအားဖြင့် bhakti ဆိုတော့တေချာလုတ်တယ်ဒီမှာပြောရတယ် bhakti ကိုလုတ်တယ်လို့မပြောတော့ဘူး bhakti ကိုဇက်တိုက်လုတ်တယ်လို့ပြောတယ် complete engagement constant ဘာတိယဒီနေ့လုတ်တယ်မနေ့ပြန်မလုတ်ဘူးတပတ်ခါလုတ်တယ်တပတ်ခါမလုတ်ဘူးအဲ့လိုမျိုးမရှိဘူးเนาะဘာတိယလုတ်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဇက်တိုက်လုပ်ရမလား complete and complete and constant engagement ပြန်ပြီးရတဲ့သူဘာပြောလဲဆိုတော့ မင်းတို့တွေရဲ့နှလုံးသားထဲမှာရှိတဲ့ဘုရားရှင်ကိုဘာလို့ပါပြင်ကိုးကွယ်စီကပ်ပါဘာဖြစ်လို့လောကီတော်ကိုလိုက်ပါလဲပြောစပ်ပြောရတော့ လူတယောက်ရှိမှာတဲ့ပတ်စံချမ်းသာတာရှိနိုင်တယ်တဲ့အမတမ်းမှချောမောတဲ့မိန်းမရှိနိုင်တယ်တဲ့မိန်းကလေးတငယ်ချင်းတွေရှိနိုင်တယ်တဲ့သူ့မှာတားရှိနိုင်တယ်တမီးရှိနိုင်တယ်သူ့မှာအိမ်ရှိနိုင်တယ်သူ့မှာအိမ်မှာမွေးထားတဲ့တလေးဆန်တွေနွားတွေစင်တွေမြင်းတွေရှိနိုင်တယ်သူ့မှာပိုင်ဆိုင်မှုတွေရှိနိုင်တယ်စီးပွားရှိနိုင်တယ်သူ့ရဲ့အာယုံကံဆိုဒါတွေအားလုံးဟာတဲ့ဒါတွေအားလုံးဟာတဲ့ ဒီဘဝမှာဘလောက်ပဲခံစားရခံစားရလောကီခံစားမှုတွေအလုံးအားခဏပဲဖြစ်တယ်ပြီးကြာကြာမခံဘူးဒါပေမဲ့လေရထားတဲ့လူဘဝဟာအင်မတန်မှတန်ဖိုးရှိတာဖြစ်တဲ့အတွက်အဲ့ဒီအနောက်ကိုကျွန်တော်တို့လိုက်နေမယ်ဆိုရင်အဲ့ဒါကိုမြဲတယ်လို့နောက်ကိုလိုက်နေမယ်ဆိုရင်မကောင်းဘူးတဲ့အဲ့တော့မလုပ်ရမလဲလို့ဆိုတဲ့အခါကျတော့သူကပြောလဲဆိုတော့ တကယ်ချင်းတို့တဲ့ဝိဒကျမ်းစာတွေမှာတော့ဗာပြောထားလဲဆိုတော့လူတယောက်ကသူ့ကိုယ်သူဘာလို့ ਆ ပလဲဆိုတော့အထက်ဘုံလောကတွေကိုပြင့်တင်ရမယ်လို့ပြောတယ်။နော်အထက်ဘုံလောကမှာရှိပါတယ်ဆိုတော့ခាយုံခံစားမှုတွေဟာဒီလောကီမှာဒီလောဒီဒီကမ္ဘာကြီးမှာရှိတဲ့အာယုံခံစားမှုတွေဆိုင်အစပေါင်းများစွာတာတယ်တဲ့ဒါပေမဲ့လေအဲ့ဒီမှာရှိတဲ့ဥစ္စာတွေကလေတနည်းအားဖြင့်ပြောရင်နိမလမ်နိမလမ်ဆိုတာ not pure ပြူစင်တယ်ဆိုတာမျိုး မရှိဘူးတဲ့အဲ့ဒီမှာလဲလောကီရဲ့ညစ်တင်းမှုတွေရှိနေတယ်အဲ့ဒီအထက်ဘုံလောကကလည်းဘာပဲပြလဲဆိုတော့ခဏပဲတူကလဲတော့ဟို temporary တနည်းအားဖြင့်ပြောရင်ကြာကြာမခံဘူးဒါကြောင့်တဲ့ဒီအထက်ဘုံလောကတနည်းအားဖြင့်ပြောရင်ကုသိုလ်ကောင်းမှုလုံးမယ်လက်ပြီးသွားမယ်အထက်ဘုံလောကကိုသွားတယ်ဆိုတဲ့ကိစ္စကလေတကယ်တမ်းပြောရင်ဒါငါတို့ဘဝရဲ့ဒီမှန်ချက်မဟုတ်ပါဘူး ူးတဲ့ဒါကြောင့်တဲ့အမျက်ဆုံးဘုရားရှင်ကိုတော့ဘယ်တော့မှအဲ့ဒီလိုမျိုးအားပေးအောင်မတွေ့အောင်ဘူးတဲ့မင်းတို့ရဲ့ကိုယ်ပိုင်အကျိုးအတွက်မင်းတို့ကိုယ့်ကိုယ်ကိုနားလည်အောင်ရေလို့ပါအဲ့လိုလှုပ်ချင်းအားဖြင့်ဘုရားရှင်ကိုဘိုးဘယ်စိတ်ကပါတဲ့အဲ့ဒီအားလုံးနားရင်မင်းတို့လှုပ်တဲ့သူတပြေးပြေးပြောလာလို့တော့ဘာသာမွေးချင်းတည်ချင်းကိုပြောတယ်ပြီးတော့လူလောကရဲ့တန်ဖိုးကိုပြောတယ်ပြီးတော့အထက်ဘုံလောကဟာ ွားဖို့မတင့်တော်ကြောင်းပြောတယ်အထက်ဘုံလောကကိုသွားဖို့ဘာလို့မတင့်တော်တာလဲအထက်ဘုံလောကသွားရင်လည်းဒီရမယ်နော်အပေါ်သွားရင်လည်းနော်နတ်ပြည်တွေပါတယ်ညာတွေပေါ့ဘာလောကညာလောကစောကလောကဘရမလောကဘာလောကဝယ်သွားသွားကျွန်တော်တို့ဘာဖြစ်ရမလဲဆိုတော့ပြန်သေးရမယ်။နော်ဒီလောကမှာနေရင်လည်းကျွန်တော်သေးရမယ်အပေါ်သွားရင်လည်းသေးရမယ်ဆိုတော့မထူးလေ။ဒါတော့အပေါ်ကိုလည်းသွားမနေနဲ့အပေါ်သွားဖို့ကနေရင်ရည်မှန်းချက်မဟုတ်ဘူးတဲ့။ လောကီစံပါလေဆိုတဲ့သူတယောက်ဟာတော့တဲ့သူကိုယ်သူပါစဉ်းစားမလဲဆိုရင် तू ဟာအယံကိုအတိညာရှိတယ်ဆိုလို့ तू ဘာလို့ပြန်ဆိုပတ်စံရှာတယ်ဒါပေမဲ့တဲ့ဝိရာဇာနေမှာဖော်ပြထားပြီးသားတဲ့ तू ဟာတဲ့အဲ့ဒီလိုလုံရင်း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 နဲ့သူကိုယ်သူဘာဖြစ်လာမလဲဆိုစိတ်ညစ်လာလိမ့်မယ် frustrated ဖြစ်လာလိမ့်မယ်ဒီဘွားမှာလည်း frustrated ဖြစ်မယ်နောက်ဘွားမှာလည်း frustrated ဖြစ်မယ် Του λογενέωσαν πετώμα για μαμού. Ήτσα πιόρε. Ω. Γιατ άρτα είχα καρμάνι, βιτβάρμάνι, ασόν κρυναραχα. Καρότι ατό βιπάλιασαν αμόγαν βιντατε φαλαμ. Του λογενέ φαλαμ πρόμα με άκουλε το. Αντί για σίλα βι ίσο βιλό, κόκκο κόχολα βι, κοτάλα βι, τσόντζενα βι ίσο βιλό. Αντί για τίνια κου, άκου βιλό. ပတ်စံရအောင်ရှာမယ်အဲ့ဒီပတ်စံနဲ့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အာယုံခံစားဖို့သွားမယ်ဆိုတဲ့လူဟာသူဟာအလကားအချိန်ဖြုံးနေတာနဲ့တူတူပဲတူတူပဲဒီလော့ကီမှာတဲ့အထပ်ပြီးတော့ပြောတယ်ဒီလော့ကီမှာတဲ့တရှိတော်ဝါဒီထဲမှာရှိတဲ့ Loki Sanda ဆိုတဲ့ every material desires to achieve happiness and diminishes distress and therefore he acts accordingly ဒီမှာရှိတဲ့လူတွေအားလုံးကဘာလို့ကြိုးစားလဲဆိုတော့သူတို့ရဲ့နော် happiness ကိုများလာအောင် distress လို့ခေါ်တဲ့စိတ်ညစ်တာကိုနည်းသွားအောင်သူတို့ကြိုးစားကြတယ်တဲ့အဲ့ဒီဘက်ကိုသူတို့လိုက်လုပ်ကြတယ် actually one is happy as long as one does not endeavor for happiness လူတယောက်ကဘယ်ချိန်မှမပြောမလဲဆိုရင်အဲ့ဒီ happiness ကိုရှာစရာမလိုတော့ဘူးဆိုတဲ့အချိန်ကျမှသူကပြောပါတယ် as soon as one begins his activity for happiness his condition of distress begin any ပျော်ရွှင်မှုနောက်ကိုလိုက်ကိုစ조사ပြီးတော့သူဆုံးဖြတ်ခရေရသူပါပြီးတော့ဒုက္ခဆင်းရဲစားပြီးတော့နောက်ဘာမှစကားမရှိတဲ့အကြောင်းကခွေးမီးကောက်ကြီတောက်ဆွတ်ဆိုအကြောင်းလဲခွေးမီးကောက်ကိုကြီတောက်ဆွတ်လို့မရဘူးကခွေးမီးကောက်ခွေးမီးကောက်ကိုသူကြီတောက်နဲ့ဆွတ်တာရင်ခွေးမီးကောက်ကဆန့်သွားမှလားရှိတယ်မဆန့်ဘူးတော့နောက်ခွေးတကောင်ကသူ့ရဲ့အဖီးကိုသူလိုက်တာတွေ့ဘူးလား ကွေးတော့ကသူ့အမိကိုလိုက်တော့ပတ်လဲရိုက်သူ့ကွေးသူ့အမိကိုလိုက်သူ့အမိကိုသူ့ကိုက်လို့ရတယ်ဆိုတာရှိတယ်မရှိဘူးသူ့မိနောက်ကိုလိုက်လေလေအမိကပြေးလေလေပဲတော့ဒီလိုမျိုးပဲပျော်ရွှင်မှုနောက်ကိုကျွန်တော်တို့လိုက်လေလေအဲ့ဒီပျော်ရွှင်မှုကကျွန်တော်တို့ရှင်နေပြေးလေလေပဲဘာလို့ဒီမှာပြောတာလည်းဘလို့တော့ပြောတာလည်းဆိုတော့ပျော်ရွှင်မှုနောက်ကိုလိုက်တဲ့သူဟာတူက distress ကိုခေါ်တယ်စိတ်ညစ်စရာစပြီးပြေးတယ်တော့အဲ့ဒါကြောင့်ဘတော်ကပျော်ရွှင်မှုနောက်ကိုလိုက်ဖို့မကြိုးစားနဲ့ဒါကဘယ်သူကပြောတာလဲ

दशी दरवाजे आओ हार है तू बालों को चूजा ले लो भी तू ये खाना को टक तू बालों को चूजा ले ना तू कंफर्ट जेंग का वो तू चूजा ले पी आई जेंग का वो ना तू बालों ले प्लान ये न्यायी लोगे ठाबी में ये ये खाना को हार तू किसी महो मुझे तू मती मुझे तुम यहाँ भी सी होगे Indeed, the perishable body embraces the living entity and then leaves him aside. Deja na rao di. ကျွန်တော်တို့ကမထင်လဲဆိုတော့အာတမာကခန္ဓာကိုယ်တစ်ခုကိုရတယ်လို့ထင်တာပြီးတော့အဲ့ဒီအာတမာကအဲ့ဒီခန္ဓာကိုယ်တွေကနေထွက်သွားတယ်လို့ထင်တယ်ဟုတ်တယ်မလားအခုဒီမှာဘာကိုတမကမပြောတာလဲကြည့်လားမဟုတ်ဘူးတဲ့ခန္ဓာကိုယ်တစ်ခုကအာတမာတစ်ခုကိုဖမ်းဆုပ်လိုက်တာတဲ့ပြီးရင်အဲ့ဒီအာတမာကိုခန္ဓာကိုယ်ကထားခဲ့မှာတဲ့သူကနော်ဘာဘောကြီးတာကမပြောလဲအာတမာကခန္ဓာကိုယ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုယူတယ်လို့ပြောတယ်ဒီမှာမပြောနေလဲ ခန္ဓာကိုယ်ကတဲ့အာတမကိုစုပ်လိုက်မယ်အဲ့ဒီအာတမကိုတုံးပြီးတော့သူလှုပ်ချင်တာတွေအားလုံးလှုပ်မယ်ပြီးတော့ရင်အဲ့ဒီအာတမကိုထားခဲ့မယ်ဒီခန္ဓာကိုယ်ကသူထွက်သွားပါလေတော့တုံးလို့ရသလောက်တုံးပြီးတော့မလုပ်မှာအဲ့ဒီအာတမကိုထားပြီးတော့သူထွက်သွားမှာအဲ့တော့ထွက်သွားတဲ့ဆိုကြရပါတော့အာတမကခန္ဓာကိုယ်ပဲထားပဲတော်တော်တော်ခန္ဓာကိုယ်ကအာတမကိုပဲထားပြီးတော့ဂျူဂျူပဲလေတော့ but the perspective has changed bhagavad gita perspective is from the soul point of view bhagavad gita perspective is very higher Uh, is, it's coming from the perspective of the body. But I will say the perishable body. Embraces the living entity, the soul go to a pansalaide, pansalaide, and then leave him aside. We cannot enjoy balude. Okay, ma. Since the body itself is ultimately meant to become stool or earth, what is the meaning of the paraphernalia related to the body ခန္ဓာကိုယ်ဟာတဲ့နောက်ဆုံးကြိုက်တည်ပြီးသွားရင်ဘာဖြစ်မှာလဲရည်ကြီးတဲ့ဝင်သွားမယ်ဒါမှမဟုတ်နောက်ဆုံးဘာဖြစ်သွားမှာလဲခန္ဓာကိုယ်ဟာမစင်ဖြစ်သွားမယ်ချီးဖြစ်သွားမယ်သူကဟောအဲ့ဒါဆိုရင်တဲ့ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဆက်နွယ်နေပါလေဆိုတဲ့ဥစ္စာတွေအားလုံးကဘာလို့မလဲဥပမာ example ပြောရတဲ့ wives ဇနီးတွေနေရာတွေချမ်းသာမှုတွေခလေးတွေဆွေမျိုးတွေ အလုသမားတွေတကယ်ချင်းတွေတိုင်းပြည်တွေဘန္နာတွေတလိဆန်တွေဝင်ကြီးတွေဒါတွေအလုံးဘာလုံးမှာလဲ they are all so temporary ဒါတွေအလုံးကလည်းမမြဲတဲ့ဥစ္စာတွေပဲဒါနဲ့ပတ်သက်ပြီးတော့ဘာထပ်ပြောရအောင်မလဲ so တော့လူတယောက်ဟာသူ့ရဲ့ခန္ဓာကိုယ်ဟာမမြဲဘူးဆိုတာကိုတိတိကျကျနားလည်လိုက်တဲ့အခါမှာသူကအဲ့ဒီမမြဲဘူးဆိုတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပါတယ်ဆိုတဲ့ကိစ္စတွေကိုသူ emphasize မလုပ်တော့ဘူးသူက သူရတန်ဖိုးရှိတဲ့အချိန်ကိုသူမလုပ်မှာလို့တော့ဒီတက်ကောင်းပါတယ်ဆိုတဲ့အရေးကြီးပါတယ်ဆိုတဲ့ရဲပါတယ်ဆိုတဲ့အကြောင်းအရာဒီပုံမှာသူမလုပ်မှာအဖဆိုင်ဆိုတော့ပေါ့ပရလာတာတော့ all this paraphernalia is very near and dear as long as the body exists အခုကျွန်တော်ရဲ့ခလေးဒီကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ဆွေမျိုးကျွန်တော်ပိုင်ဆိုင်မှုကျွန်တော်ရဲ့ဆေးကန်ဘာညပြီးกว่าဒါတွေအားလုံးဟာကျွန်တော်ရှိနေတဲ့အချိန်ကြီးတော့ဘာဖြစ်လဲ ဟုတ်တယ်အရေးကြီးတယ်ကျွန်တော်ရဲ့ခန္ဓာကိုပျက်စီးသွားတဲ့အချိန်မှာအဲ့ဒါဒီအားလုံးကလည်းအလကားဖြစ်သွားပြီ therefore ဒါကြောင့်တဲ့လူဟာတဲ့သူနဲ့သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဒီကရဆိုဘာမှမဆိုင်ဘူးတဲ့ဒါပေမဲ့လည်းအဲ့ဒါတွေကတအားတန်ဖိုးကြီးတယ်လို့ကြိုင်ထားတာဒီဘာကြောင့်လဲအဝိဇ္ဇာဘုံတွေလို့ compared to the ocean of eternal happiness they are most insignificant ထာဝရပျော်ရွှင်မှုရနိုင်တဲ့ဥစ္စာ နဲ့နိုင်ရှင်လိုက်ရင်ဒီဟာလေးတွေကဘာမှမဟုတ်ဘူးတဲ့။ဘာကြောင့်ဒီတော့ကိုလိုက်နေပါလဲ။လာတော့တကယ်ချင်းကိုဆုံးမတယ်တော့။တကယ်ချင်းနေအဆူရဲ့တားတွေလူသားတွေအားလုံးဟာတဲ့သူတို့တွေရဲ့အရှိရှိကကံကံကြီးအကျိုးကြောင့်အခုခန္ဓာကိုယ်ရထားတာဖြစ်တယ်တဲ့အခုရထားတဲ့ခန္ဓာကိုယ်မှာဒုက္ခရောက်နေတယ်ဆိုတာလေအဲ့ဒါကြောင့်ပဲဖြစ်တယ်။နော်။ဂျေဇုပြုပြီးတော့ နော်တည်တည်ချာချာစဉ်းစားပြီးတော့ဒီလောကီမှာရှိတဲ့တရှိတရားတယောက်ရဲ့အကျိုးကျေးဇူးဟာဘာကြောင့်ဒုက္ခခံပြီးတော့စိတ်ညစ်ပြီးတော့ရရမလဲဆိုတော့စဉ်းစားကြည့်စမ်းဒါလေးအားလုံးကသူအရှိတ်ကလုတ်ခဲလို့ရတာပေါ့တကယ်လို့ကဘာမှမလုတ်ခဲဘူးသူလူဒုက္ခရောက်စရာအကြောင်းရှိလားမရှိဘူးတဲ့အဲ့တော့အရှိမဒုက္ခရောက်ပြီးသွားပြီဘာလို့ဒုက္ခရောက်ပြီးသွားလဲဒါဟုတ်မသိဘူးဒါဟုတ်မသိလို့အရှိမဒုက္ခရောက်ပြီးပြီအရှိမဒုက္ခရောက်ပြီးလို့ ပြဿနာတက်လို့ကံကံရေးအကျိုးကြောင့်ဒီမှာပြန်လာမွေးတယ်ဒီမှာလည်းပြဿနာတက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်ဒုက္ခရောက်မယ်ဆိုဘာလို့ပါလဲနောက်တစ်ခေါက်ပြန်မွေးမယ်ဒါကိုရက်တန်းကရက်ကြရအောင်အဲ့ဒါပြောပြီးတာလည်းပြန်နေဘယ်လောက်သာပါပြောလဲဆိုလောကုတ္တရာဘောမှာတိုးတက်ဖို့ဆိုတာဤလန်လေးခုရှိတယ်တဲ့ဓမ္မအာတကာမမောက္ခဒါဒီအာလောဟာအမြဲဆုံးဘုရားရှင်နဲ့ဆိုင်ပါတယ်တဲ့ဒါကြောင့် ဘုရားရှင်ရဲ့တာဝကရဲ့ခြေတော်ရောက်ကိုလိုက်ရအောင်စံတမရှိဘဲနဲ့ဘုရားရှင်ပေါ်မှာ အပြည့်ဝပြီးကိုရအောင်ဘုရားရှင်ကိုဆက်ကပ်ရအောင်ဘုရားရှင်ကိုဗတ်တီလို့ရအောင်အမိမေဆုံးဘုရားရှင်ဟာရီဒီအာတမဖြစ်တဲ့ဆိုရင် အမြဲတမ်းဘုရားရှင်ခရီးပြီးတာရင် the soul and the super soul of all living entities ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အာတမောပရမတ်မောသူပဲတဲ့တရှိတတော်တိုင်းဟာသူ့ရဲ့စွမ်းအင်ရဲ့အစိတ်ပိုင်းနေဖြစ်ပါတယ်တဲ့ဒါကြောင့်တဲ့ဘုရားရှင်ဒီတာရင်အစစ်အမြင့်ဆုံးသောထိန်းချုပ်တဲ့သူတယောက်ဖြစ်ပါတယ်တကယ်လို့တဲ့ ဒေဝီဒေတာတွေပဲဖြစ်ဖြစ်ဒေဝီဒေတာတယောက်ပဲဖြစ်ဖြစ်ဘလူးတယောက်ပဲဖြစ်လူတယောက်ပဲဖြစ်ယက္ရှက်တယောက်ပဲဖြစ်ဂန္ဓာရဝတ်တယောက်ပဲဖြစ်ဖြစ်ဒီစကြဝဠာမှာရှိတဲ့ဘသူပဲမဆိုမကွန်ဒါလို့ခေါ်တဲ့ဘုရားရှင်ကိုမကွန်ဒါဆိုပါလေတန်မြာကလူမြောက်ခြင်းကိုပေးသနာနိုင်တော်သူတော့မကွန်ဒါဆိုပါလေတန်မြာကလူမြောက်ခြင်းကိုပေးဆွနိုင်တော်သူအဲ့ဒီမကွန်ဒါကိုကျွန်တော်ကနေပြီးတော့သူ့ရဲ့ဘရုံးမခြေတော်ရင်းကိုကျွန်တော်အလုံးချင်းပြုခဲ့မယ်ဆိုရင်တို့ဟာတေချာပေါ့မင်္ဂလာအရှိဆုံးအနေထားပါရှိတယ် ဆိုလူတယောက်မင်္ဂလာရှိတယ်ဆိုတာဒီပါနဲ့ဆိုင်လဲဆိုရင်သူဟာဘုရားရှင်ကိုမြင့်တာလို့ကြွေးပြုခြင်းမပြုခြင်းနဲ့ဆိုင်တယ်အဲ့တော့မပြောလဲဆိုတော့ဒါကြောင့်နဲ့တကယ်ချင်းလို့တဲ့အစိုးရရဲ့တားနေတဲ့မင်းတို့တွေဟာအမြဲဆုံးဘုရားရှင်ကိုမင်းတို့ကမင်းတို့ဗလာမဏတွေဖြစ်လာပြီးတော့ပဲဖြစ်ဖြစ်ဒေဝတာတွေဖြစ်လာပြီးတော့ပဲဖြစ်ဖြစ်ကြီးမားတဲ့နော်ရရှိမူနီတွေဖြစ်လာပြီးတော့ပဲဖြစ်ဖြစ်အမတန်မှတော်ပြီးတော့တက်ပြီးတော့ပဲဖြစ်ဖြစ် အဲ့လိုဤနဲ့ဘုရားရှင်ကိုကျေနပ်အောင်မလုပ်နိုင်ဘူးတဲ့ဒီအရေးချင်းတွေကဘုရားရှင်ကိုပျော်ရွှင်မှုမပေးနိုင်ဘူးအလူဓာတ်လည်းမပေးနိုင်ဘူးတပတ်စီလည်းမပေးနိုင်ဘူးချိုးတန်ကြွေးတာမှုလည်းမပေးနိုင်ဘူးတော့တန်ရှင်းမှုလည်းမပေးနိုင်ဘူးဥပုပ်တိလာတွေလည်းမပေးနိုင်ဘူးတဲ့ဘုရားရှင်ဟာဘယ်ချိန်ကျမှပျော်မလဲဆိုရင်သူ့ကိုလုံးဝအယောနောကင်းတဲ့ဘက်ပြီးကိုဇက်တိုက်တုံလှုပ်ချင်းကင်းမဲ့စွာ လုပ်တဲ့အခါကျမှသူဟာပျော်လိမ့်မယ် Without sincere devotional service, everything is simply a show. Vidambanam. Vidambanam Zamale. Show. Only show. No, they are Without sincere devotional service. တကယ်ကိုဘက်တီကိုလေးလေးနက်နက်မလုပ်ဖဲနဲ့ဆိုရင်တော့အဲ့ဒါဒီအားလုံးကဘာပဲလဲ simply show without banam အလကားဖြစ်ပါပြီတကယ်ကြီးများတဲ့နော် in the same favorable way that one sees himself and take care of himself take to devotional service to satisfy the Supreme Personality of Godhead who is present everywhere as the Super Soul of all living entities. Yeah. The unintelligent mm -hmm. woman, sutras and cowherd men and the birds, the lower animals and the sinful living entities and can revive his original eternal spiritual life exists forever simply by accepting the principle of Bhakti Yoga. Bhakti Yoga will change and nature will do so. I mean, so many ဆိုတော့ဒီနေ့ဒီအားလေးကိုကျွန်တော်တို့နည်းနည်းလေးအာရုံပြုပြီးတော့လုံးသွင်းအောင်ဆိုတော့နောက်ဆုံးကဒီမှာပရလတ်မာလာရဲ့အစာပိုင်းမှာပြောတဲ့ဥစ္စာလေးကိုကျွန်တော်အနည်းချုပ်လေးပြောအောင်ဆိုရင်နော်ပရလတ်မာလာပြောလို့ဆိုရင်အများကြီးရှိတယ်ကျွန်တော်နည်းနည်းလေးစီပြောပြဆိုတော့ကျွန်တော်ခုပြောပြတဲ့အပိုင်းမှာပါလဲဆိုရင်သူကလူဘဝရဲ့တန်ဖိုးကိုပြောပြတယ်ရတာတဲ့လူဘဝကိုအာရုံခံစားမှုလို့ခေါ်တဲ့ခဏတစ်ဖြုတ်ရတဲ့အရာတော့ကိုမလိုက်ပါနဲ့ရှာရဲ့နောက်ကိုမလိုက်ပါနဲ့ ော်ရှာရဲနောက်ကိုလိုက်ပြီးတော့သူများရဲ့တာသမီတွေတတော်ဝါးလေးကိုတတ်နိုင်သလောက်တော့စားပေါက်ချင်းရှောင်းချင်းပါတတော်လို့စားတော့ရှာနောက်ကိုမလိုက်ပါနဲ့ခေလုံးနောက်ကိုမလိုက်ပါနဲ့နားနောက်ကိုမလိုက်ပါနဲ့အည်ပြားရတာနောက်ကိုမလိုက်ပါနဲ့နှာခေါင်းနောက်ကိုအနံ့ရတာနောက်ကိုမလိုက်ပါနဲ့အာယုန်ဒီနောက်ကိုမလိုက်ပါနဲ့အာယုန်ဒီနောက်ကိုလိုက်ချင်းအပြင်ကျွန်တော်ကဘာဖြစ်လဲအချင်းဖြုံးနေရကြတယ် ော်ကျွန်တော်တို့အားလုံးကတဲ့နော် time frame တခုပေးထားခြင်းခံရတယ်အဲ့ဒီ time frame အတော့ပြင်မှာကျွန်တော်ဘယ်လောက်လုတ်သွားသလဲလုတ်သွားသလောက်ပမာဏကျွန်တော်ဒီကျွန်တော်ဘွားကိုဒီကနေထွက်လို့ရအောင်လုပ်နိုင်တယ်သူအော်ဒါနီးအားပြောရမြအမေရိကသွားဖို့တော့ကျွန်တော်တို့လက်မှတ်ဝယ်ဖို့ပတ်စံစုလို့ပေါ့ဒီလောကကြီးထဲမှာကျွန်တော်မွေးလာပြီဒုက္ခရောက်နေတယ်ဒီဒုက္ခရောက်နေတဲ့နေရာမျိုးကျွန်တော်ထပ်ဖို့တော့ကျွန်တော်မလုပ်ရဘူးကျွန်တော်ပတ်စံစုရအောင် နည်းနည်းနည်းစူးရမယ်အဲ့လိုစူးတဲ့ခါကျရင်ကျွန်တော်မှအချိန်ကနည်းနည်းပဲရှိတယ်အဲ့ဒီအချိန်နည်းနည်းမှကျွန်တော်ဘာလို့အောင်အဲ့ရတဲ့အချိန်ကိုရတဲ့လောက်လေးတုံးပြီးတော့ကျွန်တော်ကနေပြီးတော့လက်မှတ်ဝယ်ကိုစူးရမယ်လက်မှတ်ကပါလေဒီတန်တရားလွတ်ဖို့လက်မှတ်တန်တရားလွတ်ဖို့လက်မှတ်ကပါလေဆိုတော့တယောက်ယောက်ကနေပြီးတော့ guarantee ထိုးပေးရမယ်နော် guarantee ထိုးပေးရမယ်ဆိုတော့ဒီလူကတော့တကယ် fuse ပါလေဗျာဒီလူကတော့တကယ် fuse ပါလေဒီလူကတော့တေးချာပေါ့ဘုရားရှင်ကိုချစ်ပါလေဆိုတော့ guarantee လက်မှတ်ထိုးဝယ်ရတယ်ဆိုရင်အဲ့ဒီလူကတေးချာပေါ့ဘာဖြစ် တော့ဒီကနေ top grade ရအောင်အဲ့ဒါရဖို့အတွက်ကိုကျွန်တော်ကမလုပ်နေအောင်အချိန်တိုင်းအချိန်တိုင်းအချိန်တိုင်းကိုမဖြုံးမဲ့တဲ့ကိစ္စတွေဆိုဘုရားရှင်ကိုချစ်ဖို့စူးစမ်းတယ်ဆိုတဲ့ကိစ္စဒီပါလဲဆိုဘက်တီယိုကလမ်းစဉ်ပြအဲ့ဒီဘက်တီယိုကလမ်းစဉ်ရဲ့အနည်းချုပ်ကိုဒီမှာပြောထားတယ်တတ်နိုင်တော့ဘက်တီယိုကလို့ပါမင်းဘလောက်ပဲပညာတက်ဖြစ်လာလဲအလကားပဲဘလောက်ပဲတပတ်ဆရာကောင်းနေလဲအလကားပဲဘလောက်ပဲချိုးချံပြတောင်းဘလောက်ပဲတန်ရှင်းဘလောက်ပဲဘာကြီးပဲဖြစ်ဒါတွေအလကားပဲဒါတွေကဘုရားရှင်ကိုချစ်မြတ်လို့ဆိုတာလို့ပြုချက်တော့ ဘုရားရှင်ကိုပျော်ရွှင်မှုမပေးနိုင်ဘူးဘတိယောဂကိုလှုပ်ဆမ်းပါဘတိယောဂကိုလှုပ်လာပြီဆိုရင်ဘလောက်တိအကျိုးရှိလဲဆိုတာကိုပိုင်းချင်ပြောပြကျွန်တော်ဒီနေ့တော့ဒီမှာပဲရန်သားပြန်စီကျော်ဒီဒါစမဘောဝန်ကိုတော့မူခြင်းလေးကိုကျွန်တော်ရည်စူးပြီးတော့တော့ကျွန်တော်တို့စမတ်တန်လုပ်တဲ့အခါမှာတော့ဘုရားရှင်နဲ့အတူတူဘုရားရှင်တာဝကရဲ့တင် जा ဖို့ချမှုတွေကိုကျွန်တော်နှလုံးသွင်းရတယ်။တော့ဘုရားအကြောင်းကြီးပဲနားထောင်လို့ ကျွန်တော်တို့ဘာမှဖြစ်မလို့ဘုရားအကြောင်းကိုနားထောင်နေတဲ့ဘုရားရှင်ရဲ့တာဝကတွေတင်ကြားဥချလိုက်တဲ့တရားတော်တွေကိုကျွန်တော်တို့မလို့ဖွင့်ရမယ်အဲ့ဒီတရားတော်တွေကိုနှလုံးသွင်းလိုက်တဲ့အခါကျတော့မှကျွန်တော်ကဘုရားရှင်ရှီကိုနီးကပ်ဖို့တော့ကိုကျွန်တော်စ조사ဖို့ပို့ဖို့ပြီးတော့စိတ်လဲရှိလာမှဖြစ်တယ်အားလဲထုတ်လာမှဖြစ်တယ်တကယ်လေထိရောက်စွာအလုံရှားနိုင်လာမှဖြစ်တယ်ဆိုတော့လာမယ့်20နှစ်အနည်းဟာဘုရားရှင်ရဲ့ဆုံးမဘဝကိုနှလုံးတော်နေဖြစ်တယ် ဘုရားရှင်သစ္စမတိဒီအမတန်မှကရုဏာတရားကြီးမားတယ်။ဟောတကယ်ကိုပေါ့။တကယ်ကိုပေါ့အန်ဒီရဲ့ကင်းကာဝယ်ဆောင်ရှောက်မှုကိုတကယ်လိုချင်ရင်ဘုရားရှင်သစ္စမတိဘဂဝါနီအခြေတော်ကြီးကိုခိုးလို့ပါ။ပရလတ်မဟာရာဇ်ကိုဘာဖြစ်လို့သစ္စမတိဘဂဝါနီကပွဲလိုက်ကဲလိုက်တာလဲဆိုရင်သူခိုးလို့လိုက်တယ်။ဆန္ဒလို့ဆန္ဒကတိ ဒီဆန္နာဂတိလို့ခေါ်တဲ့ခိုလုံလိုက်ခြင်းဆိုတာမရှိဘဲနဲ့တော့ဘုရားရှင်ကကဲမှာမဟုတ်ဘူးဘုရားရှင်ကိုခိုလုံတဲ့ဤနေ့တမှာအကောင်းဆုံးဤတာပါလေ Hare Krishna Hare Krishna 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 Hare 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 Rama Hare Rama 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 Hare ဘုရားရှင်နာမတော်ကိုရွတ်ဆိုခြင်းသည်ဘုရားရှင်ကိုခိုလုံခြင်းဖြစ်ဘုရားရှင်ကိုခိုလုံခြင်းရှိရင်ဘုရားရှင်ဒီကာဝယ်ဆောင်ရှောက်ပြီးဖြစ်တော့ဘုရားရှင်ကာဝယ်ဆောင်ရှောက်မှာဆိုတော့ပတ်စံနေပေးမှာကိုပြောတော့မဟုတ်ဘုရားရှင်ကာဝယ်ဆောင်ရှောက်မှာဆိုတော့အချွေရံနေပေးမှာကိုပြောတော့မဟုတ် ဘုရားရှင်ကဝင်ဆောင်ရှောက်မယ်ဆိုတာနာမည်ကြီးတာတော့ပြောတော့မဟုတ်ဘုရားရှင်ကဝင်ဆောင်ရှောက်မယ်ဆိုတာဒီတန်တရားကနေကျွန်တော်ကိုဆွဲထုတ်သွားနိုင်မှာကိုပြောတာဘုရားရှင်ကကျွန်တော်ကိုဒီတန်တရားကနေဆွဲထုတ်သွားနိုင်လေလေဒီမှာနာမည်မကြီးလဲပါဖြစ်ဒီမှာဘာသာမရှိလဲပါဖြစ်ဒီမှာဒီလောကမှာဘာဖြစ်ဖြစ်ဘာဖြစ်လဲဗျာဒီတည်းကနေထွက်သွားဖို့အရေးကြီးတယ်ဆိုတော့ဘုရားကိုတောင်းတဲ့အခါကျရင်ဒီလောကီကိစ္စတွေမတောင်းနဲ့လောကီမဟုတ်တဲ့ကိစ္စတောင်းပါလောကီမဟုတ်တဲ့ကိစ္စဒီတော်ရုံတိုင်ရုံလူမရနိုင်ကျွန်တော်တို့ရအောင်တောင်းရ နော်ကျွန်တော်တို့လည်းစ조사ရမှာပေါ့တော့တောင်းတဲ့ကကြာရင်ဘုရားရှင်ကကြည့်ပါလေနော်တန်တန်တန်ကြီးရှိတယ်ကျွန်တော်တို့လည်းပြောစလို့ပေါ့နော်ဒီပေါ့ချင်တယ်ဒီပေါ့ချင်တယ်ဒီပေါ့ချင်တယ်ဆူတောင်းပြီးတော့ဒီမထိုးတိုင်းရမယ်မရအောင်အဲ့လိုမျိုးဘုရားရှင်ဒီလောကကနေထွက်ချင်တယ်ကျွန်တော်ဘုရားရှင်နိုင်ငံတော်ကိုလာချင်တယ်လာချင်တယ်လာချင်တယ်ကျွန်တော်ပြောတယ်ဘုရားရှင်ကခေါ်မယ်လို့ကြည့်လိုက်တော့နိုင်ငံတော်ကိုလာချင်တယ်ဘုရားရှင်နိုင်ငံတော်ကိုလာချင်တယ်အရေးချင်းမရှိဘူးဘုရားရှင်နိုင်ငံတော်ကိုလာတဲ့အရေးချင်းရပါလေဒီလိုရပါဘတ်တီကိုဇက်တိုက်လို့ရမယ်နေမအားညမအားစက္ကမလက်လုပ်နေရမယ် န္တာတိတာကြီးကျွန်တော်ရဲ့တခုဒီတော့အာကိုရဖြစ်တယ်။ဆောမနက်ပြန်နေတက်ပြီးတော့ပရလတ်မာနာကြီးတော့တရားတော်ကြီးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ဟရိကရစ္စနာတေကရုရှလာပရမပတ်ကီဂျာယအနန္တကိုရိဝိရှနမန္တကီဂျာယဂျာယရှိရှိပရလတ်နရစမဒေဘဂဝါန်ကီဂျာယဂေါဒပရမန္တရီဘောရီဘောသေးစ်သေးစ်